မြန်မာတင်တင်မိတ်ဆက်ပေးခြင်းနဲ့ဆက်ကတော့ကိုရီးယားနိုင်ငံ electronic ကုမ္ပဏီကနေထုတ်လုပ်ထားတဲ့ 60D Ultra ဆိုတဲ့ဆက်ပဲဖြစ်ပါတယ်ဒီဆက်ကတော့ nanoblade professional laser မျိုးစဖြစ်ပါတယ်လိုင်းလျားနေနေကတော့1927 nanometer လိုင်းလျားရှိပြီးတော့ 2D laser အမျိုးစပဲဖြစ်ပါတယ် ချီလေးစံဒီအထရာဆိုတဲ့ဆက်ကတော့ခြားတော့သူရဲ့မိသားစုနဲ့လမ်းရှင်းလို့ရှိရင်နှစ်စားပုံမူပြီးတော့အကောင့်နဲ့တွေ့ကြမှုလို့ treatment လုပ်တဲ့အခါမှာလည်း collagen stimulation ကိုပို့ပြီးတော့ရသေးတယ်။ဒါတော့ skin skin glow ရဲ့ collagen နဲ့အသက်ထုတ်လုပ်မှုအားပေးတယ်။အဲဒါကြောင့်မို့လို့ဒီရေစားပြဿနာတော်တော်များများကိုလည်းရှင်းရှင်းပေးနိုင်ပါတယ်။ နာကိုစိတ်ပိုင်းနေနေကြည့်လို့ရှိရင်တော့ခေါင်းစားချေစုံဖုတ်တက်လို့ရပါတယ်ပြီးတော့ဒီမျက်နှာပိုင်းမှာဆိုလို့ရှိရင်လည်းအရေးချောင်းတင်းတင်းမီလောင်ခွက်တွေဝတ်ချံဝတ်ချံအမာရုပ်စတာတွေလည်းကုသလို့ရတယ်နောက်ပြီးတော့ဒီ body ပိုင်းမှာဆိုလို့ရှိရင်လည်းနေလောင်ခွက်လိုမျိုးအသားရောင်မညီရဲအာပြီးတော့ဒီ aging spot လို့ခေါ်ရတဲ့အတွေ့အကြုံညင်လာလို့ဒီထွက်တဲ့ spot လေးတွေကိုလည်းသူကနှင်းကြမ်းနဲ့ကုသလို့ရပါတယ်